အဖြစ်ဆိုတာကိုလူတယောက်ရဲ့လုံရက်တစ်ခုထက်ပိုးတဲ့အရာတစ်ခုအဖြစ်စဉ်းစားကြည့်ရင်ဘယ်လိုဖြစ်မလဲအဲ့ဒါကကဘာကြီးတစ်ခုလုံးကိုညှဉ်းညူးစေနိုင်တဲ့စွမ်းအားတစ်ခုဆိုရင်ကောင်းဒီတကောင်မှတော့အဖြစ်ကကဘာမီကိုဘယ်လိုအစွမ်းအထင်ဖြစ်စေတယ်လဲဘယ်လိုတရားစီရင်ခြေကအရာအလုံးကိုဘယ်လိုပြင်လဲတန်ဆင်ပေးနိုင်မလဲဆိုတဲ့ရှေးကြတဲ့အယူအဆတစ်ခုကိုအတူတူလေ့လာကြည့်ကြပါမယ်ဟုတ်ပြီဒီမေခွန်းကတကယ်တော့အားလုံးရဲ့အစပဲဘာလို့လဲဆိုတော့ဒါကကျွန်တော်တို့ကိုကိုချင်းတရား တာဝန်ယူမှုနဲ့ကျွန်တော်တို့ရဲ့လုပ်ရည်တီကပတ်ဝန်းကျင်ပေါ်ဘလို့တည့်အောင်မှုရှိတယ်လဲဆိုရဲအတွေ့ခေါ်ရဲအခြေခံအုတ်မရှိကိုတရက်ခေါ်ဆောင်တော့လို့ပဲပဲကဲပထမဆုံးအထီးကအချက်ကိုကြည့်အောင်မကောင်းတဲ့လုပ်ရည်ကခုကအဲ့ဒါဖြစ်ပွားခဲ့တဲ့မြေကြီးကိုတကယ်ပဲစွန့်ထိစေနိုင်လားဒါဘလို့ဖြစ်နိုင်မလဲဒီအဆိုအရပေါ့နော်ပြစ်မှုတစ်ခုက လုပ်ပြီးရင်ပြီးသွားတာမျိုးမဟုတ်ဘူးလေထဲမှာပျောက်ကွယ်သွားတာမျိုးမဟုတ်ဘူးပေါ့အဲ့ဒီအစား မြေကြီးပေါ်မှာမျက်စိနဲ့မမြင်နိုင်တဲ့အဆွင်အထင်းတစ်ခုလိုကြံခဲ့တယ်။အဲ့ဒီနေရာရဲ့အနှစ်သာရကိုကိုညညူးစေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေရာမှာအယမ်းစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်။ဒီတန့်စင်ခြင်းဆိုတာမြေကြီးအတွက်မဟုတ်ဘူးတဲ့ဟုတ်တယ်မလား။မြေကြီးမှာကလွတ်လပ်စွာရွေးချယ်ခွင့်မရှိတာ။ဆိုတော့တကယ်တမ်းတန့်စင်ရမှာကဘု து အတွက်လဲ။အဖြေကတော့ရှင်းရှင်းလေးပဲ။ကျွန်တော်တို့လိုလွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့တတ္တဝါတွေရဲ့စိတ်ခေကအဖြစ်ရဲ့ဒုစရလမ်းမမှုကိုတန့်စင်တာပါပဲ။ ဒါကိုရှင်းရှင်းလင်းလင်းမြင်အောင်ဒီလိုလေးစဉ်းစားကြည့်လို့ရတယ်။မြေကြီးကပြဿနာစဉ်ကခုလိုပဲ။အဲ့ဒီစဉ်ပေါ်မှာကြောက်စရာကောင်းတဲ့ပြဿနာတစ်ခုကပြသွားတယ်ဆိုပါစို့။အဲ့ဒီအခါမှာစဉ်ကိုတန့်ရှင်းရေလောက်ယုံနဲ့ပြီးသွားမှာမဟုတ်ဘူးလေ။အရေးကြီးတာကအဲ့ဒီပြဿနာကိုခြေလိုက်ရတဲ့ပရိသတ်လေးဒုက္ဆောင်လေးရဲ့စိတ်ထဲကကြောက်ရွံ့မှုအဲ့ဒီမကောင်းတဲ့လွမ်းမှုမှုကိုဖယ်ရှားပစ်ဖို့ပါပဲ။ဆိုတော့တကယ်ညင်ညူးမှုကမြေကြီးပေါ်မှာထက်ကျွန်တော်တို့ရဲ့စိတ်ထဲမှာဖြစ်တာပါ။ မကောင်းမှုတစ်ခုကိုမြင်လိုက်တဲ့အခါအဲ့ဒါကကျွန်တော်တို့စိတ်အပေါ်မှာအရေးတစ်ခုလိုကြာရောက်လာတယ်ပြီးတော့အဲ့အရေးကတဖြည်းဖြည်းနဲ့အမောင်းထဲကိုဆွဲဆောင်သွားနိုင်တယ်အတူခိုးခြင်းစိတ်ထဖြစ်လာစေနိုင်တယ်လို့ဆိုလိုတာပါဟုတ်ပြီပြဿနာက စိတ်ပိုင်းဆိုင်ရာအရေးတစ်ခုဆိုတာကို ကျွန်တော်တို့နားလဲသွားပြီဒါဆို ဖြည့်ရှင်းချက်ကဘာဖြစ်မလဲတရားစီရင်ခြင်းကဒီအရေးတီကိုဘယ်လိုဖယ်ရှားပြီးတော့အလင်းရောင်ကိုပြန်ယူဆောင်လာနိုင်မလဲဆိုတာဆက်ကြည့်လိုက်ကြရအောင် ဒါကလေးရောင်မီးဘူးကိုစမ်းကြိုက်ကြည့်လိုက်တယ်လို့ပါပဲတခါပူလောင်ပြီးနာကျင်မှုကိုခံစားလိုက်ရပြီဆိုရင်သူတို့နောက်တခါထက်ကင်ဖို့မကြိုးစားတော့ဘူးလေအဲ့လိုပဲဖြစ်မှုတစ်ခုရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုလူများရှင်းမှာထင်ထင်ရှားရှားမြင်လိုက်ရတာခါမကောင်းမှုရဲ့အမှတ်ရရာကအထူးခိုးခြင်းစိတ်မဟုတ်တော့ပဲရှောင်ကျင်ရမယ့်တင်ကားစားတွေကိုဖြစ်သွားစေတယ်ပေါ့အထီးကရည်ရွယ်ချက်ကဖြစ်မှုကိုမေ့သွားစေဖို့မဟုတ်ပါဘူးအဲ့ဒီစာလူတွေရဲ့နှလုံးသားထဲကအဲ့ဒီဖြစ်မှုကို အတုခိုးခြင်းတဲ့အဲ့ဒီလိုလှုပ်ခြင်းစိတ်ဖြစ်ပေါ်စေတဲ့တောစာလွှမ်းမိုးမှုကိုအမြင့်ကနေဖြေရှားဖို့ပါပဲအစိတ်ရှိတဲ့အထွေခေါ်တစ်ခုမှပြန်ပွားခင်မှာအစွမ်းမအောင်လုပ်လိုက်ကြမျိုးပေါ့ဆိုတော့အနည်းချုပ်ရရင်ပြစ်မှုကျူးလွန်လို့တရားရှိရင်လိုက်တယ်ဆိုတာဟာအတိုင်းဝိုင်းတစ်ခုလုံးရဲ့အတွင်းထဲမှာရှိနေတဲ့အဖြစ်လို့လို့စိတ်ကိုတေဆုံးလို့စတဲ့အတူတူပါပဲအဆုံးစုံမှာတော့ဒါဟာအားလုံးရဲ့အစိတ်ပိုင်းဆိုင်ရာကြမ်းမကြီးကိုကာကွယ်ပြီးပိုကောင်းတဲ့ကဘာတစ်ခုဖြစ်လာအောင်လှုပ်ဆောင်တာလို့ဆုံးနိုင်ပါတယ်ကဲ တဦးချင်းစီရဲ့ဖြစ်မှုတွေနဲ့ကဘာကိုဘလို့တန်းစင်လဲဆိုတာကိုနားလဲသွားပြီဆိုတော့ပိုပြီးချိမာတဲ့ပုံစံနဲ့ကြည်ရမယ့်အချိန်ရောက်ပါပြီဒီဖြစ်မှုတွေအားလုံးရဲ့မူလအရင်းမြစ်ကတော့ဘယ်သူဖြစ်မလဲဒီကျန်စာကတော့ရှင်းလင်းတဲ့အဖြစ်တစ်ခုပေးထားပါတယ်စာတန်ကတော့အထက်တရားခံဖြစ်ပြီးအာရန်ကတော့ပူပေါင်းကြံစည်သူဖြစ်တယ်တဲ့ဒီအဆိုကအပြည့်ရဲ့တမိုင်းတစ်ခုလုံးကိုတရားခွင်တစ်ခုလိုပုံဖော်လိုက်တာပဲအထက်တရားခံတယောက်ရှိတယ်ပြီးတော့သူ့ရဲ့လွမ်းမှုမှုနောက်ကိုလိုက်တဲ့သူတွေရှိတယ်ပေါ့ ဒီလိုမြင်လိုက်တဲ့အခါအရာအလုံးကရှင်းလင်းတဲ့ဥပဒေဘောင်းတစ်ခုတည်းရောက်သွားပါတယ်။ဒီရက်ဒီအတိုင်းဆက်သွားမယ်ဆိုရင်ရှင်းပါရဲ့။ပူပေါင်းကြံစည်သူဖြစ်တဲ့လူသားတွေကသူတို့ရဲ့အပြစ်အတွက်အပြစ်ဖြေရင်းကိုခံရမယ်ဆိုရင်ဖန်ဆင်းခြင်းတစ်ခုလုံးကိုအပြည့်အဝတန်ဆင်းဖို့အတွက်အဓိကတရားခံဖြစ်တဲ့စာတန်ကလည်းတရားစီရင်ခြင်းကိုမလွဲမထွေရင်ဆိုင်ရမှာပဲဖြစ်ပါရဲ့။ယောဂလက္ခဏာကိုကုယုံနဲ့မရဘူး။ယောဂရဲ့အရင်အမိကိုပါရှင်းလင်းပြဖို့လိုတယ်ဆိုတဲ့တဘောပါပဲ။ ဟုတ်ပြီဒါဆိုရင်အဲ့ဒီနောက်ဆုံးအပြစ်ဖြေခြင်းနဲ့တရားစီရင်ခြင်းကဘယ်လိုပုံစံမျိုးဖြစ်လာမလဲအရာအလုံးကိုပြန်လဲတိဆောက်ပြီးတဲ့နောက်မှာတော့ဘယ်လိုကဘာကြီးတစ်ခုပေါ်ပေါက်လာမလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်ကြရအောင် ဒီနောက်ဆုံးတရားစီရင်ခြင်းပြီးသွားတဲ့အခါဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကတော့တကယ်ကိုအမခံပါပဲ။လိမ်လည်မှုနဲ့လွှမ်းမိုးမှုတွေလုံးဝပြောက်ွယ်သွားမယ်။ဖြစ်မှုကျူးလွန်ခြင်းတဲ့စိတ်တွေမရှိတော့ဘူး။ဒုက္ခနဲ့နာကျင်မှုတွေအားလုံးလည်းရပ်တန့်သွားမယ်။ဖန်ဆင်းခံကဘာတစ်ခုလုံးမှာတာဟာဇာရဖြစ်မှုတွေပြန်ရလာပြီးဖြစ်မှုပေါ်ကြောက်ရွံ့စိတ်နေရမှာညင်းချမှုကအစာထုတ်ဝင်ရောက်လာမယ်လို့ဆိုပါရတယ်။ပျက်စီးခြင်းရဲ့မူလရင်းအမြစ်ကိုတရားစီရင်လိုက်တဲ့အခါမြေကြီးနဲ့ခနာကိုပေါ်ကကျင့်ခြင်းတွေအားလုံးအဆုံးသတ်သွားမယ်။အဆုံးမှာတော့ တားရဲ့ဒီရက်ဆန်ဒီနဲ့သူတို့ရဲ့တားကောင်တွေလောင်ရင်းကျန်းစွာအတူနေထိုင်တဲ့ကဘာကြီးတစ်ခုအဖြစ်ပြန်လဲရောက်ရှိလာမယ်လို့ဖော်ပြထားတယ်။ကဲနောက်ဆုံးငယ်နဲ့ဒီမေကွန်းလေးကိုစဉ်းစားကြည့်ဖို့ချန်ထားခဲ့ခြင်းပါလေ။တကယ်လို့များအပြစ်လုပ်ခြင်းနဲ့စိတ်တွေလုံးဝပျောက်ကွယ်သွားတဲ့ကဘာကြီးတစ်ခုဖြစ်လာခဲ့ရင်အဲ့ဒီမှာဘာတွေကြံ့နေခဲ့မလဲ။